စီကရာဆိုင်းလေးပေါ့နော်ကိုဆိုင်းလေးရဲ့ဒီမိမတခြင်းမှာကျွန်တော်သူက intro ကို G key ပေါ့နော် E minor နဲ့ဒီ classical ပုံစံလေး intro ဝင်လိုက်တယ်ပြီးမှသာဒီ bass တွေစောင့်ဝင်တဲ့အချိန်ကျမှ D minor drop D key F တဲ့သွားတာပေါ့နော်အဲ့ဒါအရင်ဆုံးဒီ intro classical လေးကိုအရင်တီးကြည့်တာပေါ့နော် E minor နဲ့ဆိုတော့အပေါ်စစ်ကြိုးအလွတ်တံကိုပဲတွဲတွဲပြီးယူတာပေါ့ ာမှာအသံ unison ယူတယ်ခေါ်တာပေါ့1ဂျိုအလွတ်တန်ရယ်2ဂျိုအဖိထားတဲ့ဟာရယ်ရှိ့ကိုပြန်သွားတယ်ဟာမပူလို့လုပ်တယ်ပြီးရင်1 2 3လွတ်ကျိုးတယ် ောက်တစ်ဖြက်ဒူရူပဲနောက်ဒီမှာလာမယ်ပူအော်တွေသုံးမယ်နောက်တစ်ချက်ပြန်တီယူနီဆင်သုံးမယ်3ဂျိုးဘီသံ2ဂျိုးဘီသံယူနီဆင်လောက်တယ်နော်နောက်တစ်ပြက်လက်သန်းကဒီမှာလာမယ်ပူးအော်လုံးမှာ ခါမပူရော်တွေနဲ့ကြံခဲ့မယ်ပေါ့နော်ကျော်လည်းအဲ့လိုပဲ ဲ့ဒီကလည်းအတူတူပါပဲခုနက slide နဲ့ပဲနော်တစ်ချက်ဒီဒူဂျူဒီပြီးရင် slide ဝင်နောက်ပြီးရင်ဒီနိုင်က natural harmonic ပေါ့နော်ဒီမှာနှစ်ကြိုးလေးကိုဒီလိုက်တဲ့သဘောစစ်ကြိုးနဲ့တွဲပြီးပါ